Story Channel ရဲ့ຫນွေဦးပေါက်ကတ်စီစဉ်ကိုအစဉ်တစိုက်နားဆင်အားပေးနေကြတဲ့တောရရှင်များအားလုံးမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ဒီတစ်ပတ်ຫນွေဦးပေါက်ကတ်စီစဉ်မှာတော့ PDF Insight Page မှာ ဖော်ပြထားတဲ့လက်နက်ကင်ခုခံစစ်ဆင်နေကြတာဘသူတွေလဲဆိုတဲ့ခေါင်းစဉ်နဲ့ရေးသားထားတဲ့ဆောင်းပါးကိုဖတ်ကြားတင်ဆက်ပေးသွားကြပါတယ်ဒီတလောကျင်းပပြီးစီခဲ့တဲ့ကုလသမဂ္ဂထွေထွေညီလာခံမှာ မလေးရှားနိုင်ငံသားရေးဝန်ကြီးကမြန်မာနိုင်ငံနဲ့ပတ်သက်လို့တော်တော်လေးပြောဆိုသွားတာတွေ့ရပါတယ်မြန်မာဟာအာဆီယံမူ၅ချက်ကိုမလိုက်နာတာအရက်သားတွေပေါ်ကိုဆက်လက်အကြမ်းဖက်တိုက်ခိုက်နေတာဒါတွေနဲ့ပတ်သက်လို့စိတ်ပြက်မိတဲ့အကြောင်းမြန်မာဟာတီးခြားမဟုတ်ပဲအာဆီယံအဖွဲ့ဝင်နိုင်ငံဆိုတာအာနာရယူထားသူများအနေနဲ့မိထားလို့မရအောင်စသဖြင့်ပြောသွားတာတွေ့ရပါတယ် ဒါကနိုင်ငံတကာတန်တမန်အသုံးနှုန်းအရာခံတာအောင်ပြောရတာဖြစ်ပေမဲ့လို့ပြင်းထန်တယ်လို့ဆိုရမှာပါဒီလောက်ဆိုရင်လူလူတိတက်တဲ့အစိုးရတွေဆိုရင်ကိုယ့်ဘက်ကပြုတ်ပြင်ဖို့လိုအပ်နေပြီဆိုတာသဘောပေါက်ကြတာပါပဲမာလာအစိုးရအဖို့ကတော့ဒါလောက်ကတော့ပြင်းသေးတယ်ထဲ့တော်မတွက်ပါဘူးအာဆီယံကလည်းသိပါတယ်သိပေမဲ့လည်းသူလုံးနိုင်တာဒီလောက်ပါပဲ မာလာအတွက်ကတရုတ်ကြီးထောက်ခံထားတဲ့ရွေးကောက်ပွဲဖြစ်မြောက်ရင်းနဲ့ရွေးကောက်ပွဲမတိုင်ခင်ရွေးကောက်ပွဲကျင်းပဖို့နေမီတချို့ပြန်ရာရေးကဦးစားပေးဖြစ်နေပါတယ်နေမီပြန်မရရင်လေလွတ်မြောက်နေမီကပြည်သူတွေဒုက္ခရောက်အောင်ဘုံကျဲတက်ဖြတ်တာတွေဆက်လုပ်နေရေးပါပဲမာလာဗျူဟာက ရှင်းပါတယ်ကဘာမှာအုပ်စုကြီးနှစ်စု တီလေးဖြစ်ကြတော့မယ်အချိန်မှာရုရှားနဲ့တရုတ်ဘက်ကနောက်လိုက်နောက်ပါ ငေသားပါပွားလေးအဖြစ်ပဲလိုက်ရလိုက်ရလိုက်ပါဖို့ ਨੇ တဖက်ကအဲ့ဒီဆရာကြီးတွေရဲ့အကူအညီနဲ့ပြည်တွင်းကရန်သူကိုပြက်ပြက်သားသားခြေမုံရေးဆိုတာပါပဲအဲ့ဒီတော့တဖက်ကနိုင်ငံရေးထွက်ပေါက်အနေနဲ့ရွေးကောက်ပွဲမှာကြံ့ဖွတ်ကိုယုံကြည်စိတ်ချရတဲ့စစ်တပ်တပိုင်းအဖွဲ့အစည်းဖြစ်သေးကြစီဖို့ သူ့လူတွေကိုအကြီးအကျယ်တော်သွင်းတာတွေလောက်လာတာဖြစ်ပါတယ်ဒီတော့ကျန်းဖို့ထဲမှာမကျင်တတ်ချက်တွေဖြစ်လာတာလည်းဖြစ်ပါတယ်အရင်ကလည်းတဆညာတွေမှာစစ်တပ်နဲ့တသားတည်းလိုက်ပါနေရတာကို မလုပ်လို့တော့တဲ့အယက်သားပါတီ PP တတရက်တီလို့တဲ့ပါတီတွင် အုံကြွမှုတစ်ခု ဖြစ်ခဲ့ဘူးပါအဲ့ဒါကိုလက်ရှိခေါင်းဆောင်တွေကအတင်းဖိနှိပ်လိုက်လို့ငြိမ်သွားခဲ့တာပါ အခုတော့ကြမ်းဖက်ထဲမှာခင်ရီတောင်နေရာမြဲပါမလားလို့စိုးရိမ်နေရတဲ့အခြေအနေဖြစ်ပါတယ်။နည်းနည်းလေးစကားပြောမှားရင် အချိန်မရွေးတန်းထေးလို့လမ်းဘေးရောက်သွားမှာပါပဲ။နောက်ပြီးတော့အခုဝင်ကြီးဌာနတွေမှာရှိတဲ့တက်ထွက်ညွန်မှုညွန်ကျုပ်အများစုဟာလေသွေးသစ်လောင်းတဲ့အနေနဲ့အလဲခံရဖို့များပါတယ်။အရက်ဖက်မှာ၁၀နှစ်လောက်တာဝန်ယူလိုက်ရင် စစ်သားစိတ်နဲသွားနိုင်တာဖြစ်တယ်စစ်တပ်ရဲ့သဘောအရတနင်္ဂနွေလုံးရသက်ပံစစ်ကြုံပြုထားရေးဖြစ်လို့အရက်ဖက်ရောက်တက်ထွက်တီဟာအမဲစစ်သားစိတ်ရှိနေရမှာမဟုတ်လားဒါကြောင့်တာဆာညာကြံ့ဖို့စရာတွေကိုနိုင်ငံရေးပါတီ အဖြစ်မတတ်မှတ်နိုင်ဘူးလို့ပြောတာပါသူတို့ဟာစစ်တပ်တပိုင်းအဖွဲ့အစည်းတွေသာ ဖြစ်ပြီးတော့တက်ထွက်ဝန်ထမ်းတွေဟာလည်း စစ်တပ်ကလူတို့ကိုကြုံပြူရမှာလွယ်ကူစီအောင်လုပ်ပေးရတဲ့စစ်သားဟောင်းတွေပါပဲပြည်သူဝန်ထမ်းမဟုတ်ပါဘူးအမှန်တော့ဒီလိုအချင်းအရာတွေစဖြစ်လာတာဦးနေဝင်လက်ထက်ကလေးကပါဒါကြောင့်စစ်တပ်ကိုအပြုတ်ဖြုတ်နိုင်မှ နောက်ဆက်တွဲမဖွဲမရကိစ္စတွေအားလုံးရှင်းပြနိုင်မှာဖြစ်ပါတယ်စစ်တပ်ဘက်ကရှင်းလင်းပြသားတဲ့အမြင်တွေပြောပြီးချိန်မှာ ကိုယ့်ဘက်ကမရှင်းလင်း မပြတ်သားဖြစ်နေတဲ့အရာတွေကိုအနည်းငယ်ပြောလိုပါတယ်ပထမအဦးဆုံးပြောရမှာကတမိုင်းကိုအရှိကြီးမပြောကြပဲလွတ်လပ်ရေးရပြီခက်လောက်ကစပြောရင်လက်ရှိ ပြဿနာတွေတက်လုံလောက်တဲ့သင်ငန်းစာအတိအမြင်တွေရနိုင်တယ်ဆိုတာပါပဲအချုပ်တွေကိုပဲပြောရမယ်ဆိုရင်တိုင်းသားတွေဘက်ကဗမာလူမျိုးအုပ်ဆိုးသူစစ်လူတန်းစားမပါ အဖိနှိတ်ခံ ဗမာပြည်သူများကိုသာဆိုလိုတာဖြစ်ပါတယ်။ဒီလိုဗမာလူမျိုးတွေနဲ့ပတ်သက်လို့အထင်လွဲမှုတွေရှိခဲ့တယ်။အလားတူပဲဗမာလူမျိုးစုပြည်မနိုင်ငံရေးသမားများအပါဒါတွေကလည်းတိုင်းရင်းသားအရေးနဲ့ပတ်သက်လို့သဘောပေါက်နားလည်မှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။ဒီလိုဖြစ်ဖို့ခိုင်မာတဲ့အကြောင်းရင်းတွေရှိပါတယ်။စာရှည်မှမဟုတ်မပြောတော့ပါဘူး။ အချုပ်ကိုပဲပြောရရင်မြမပြည်သူများဟာ1962ခုနှစ်ကစလို့အခုချိန်ထိဘယ်နိုင်ငံတော် ထမင်းဝိုင်းမှာမှ ပါဝင်ခွင့်မရခဲ့ပါဘူးမြမပြည်သူများလို့ဆိုတာကတိုင်းရင်းသားရောဗမာလူမျိုးစုပါ အကုန်လုံးကိုဆိုလိုတာဖြစ်ပါတယ်2015ကနေ2020အထိကာလမှာစစ်တပ်ဓာမိုးထားတဲ့ဒီမိုကရေစီသာဖြစ်လို့ တနိုင်ငံလုံးဗိမသားလိမ္မသားအခြေအနေလို့ဆိုရမှာပါလွှတ်တော်ထဲမှာအကြီးဆုံးတိုက်ခန်းကစစ်တပ်နဲ့ကြမ်းဖက်ပါပဲဖွဲ့စည်းပုံပြင်ရမှာတော့သူတို့ကအတိုက်ခံမဟုတ်ကြတော့ပါဘူးအားလုံးသိကြတဲ့အတိုင်းပဲသူတို့ကအဆုံးဖြတ်ပါဒီအခြေအနေကိုသဘောပေါက်ဆုံးကလည်းပြည်သူလူထုကြီးပါပဲလွှတ်တော်မှာဝင်စည်းထားတဲ့ စစ်တမတ်သားကိုကြော်နိုင်ဖို့ NLD ပါတီဟာမဲအပြတ်သက်နိုင်မှဖြစ်မယ်ဆိုတာကိုအမှန်ကန်ဆုံးအစောဆုံးဘယ်သူကမှလှုပ်ဆော်စရာ မလိုပဲသဘောပေါက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီတော့ NLD ဟာအတိန်းဆောင်းမခံတဲ့ပြန်လဲတင့်မြန်ရေးလမ်းကြောင်းဆိုတာကိုတွားရမှာသူ့လူသူပဲပြည်내ဝင်ကြီးချုပ်တွေကိုရွေးချယ်ခဲ့ရတာလို့ယူဆရပါတယ်အမှန်တော့အဲ့ဒါကိုထမင်းဝိုင်းလို့ယူဆရင် အပြင်လူတွေအတွက်အန္တရာယ်ရှိတဲ့ထမင်းဝိုင်းပါပဲအခုမဟာလာဟာရွေးကောက်ပွဲလုပ်ပြီးတိုင်းရင်းသားပါတီတွေကိုပြည်내ဝင်ကြီးချုပ်တွေဖောဖောတည်တည်ပေးမှာပါအကြောင်းကတော့အရေးပါတဲ့ပြည်내သားတွေထောက်ခံတဲ့ပါတီတွေကိုဖယ်ရှားထားပြီးသားဖြစ်နေလို့ပါဒါတွေကအကြောင်းပြချက်တွေမဟုတ်ပါဘူးစစ်တပ်သားနိုင်ငံရေးမှာဝင်မပါတော့ရင် NLD လည်းအရင်ကလောက်မဲရမှာမဟုတ်ပါဘူးအခုຫນွေဦးတော်လိုင်းရေးမှာရှေ့တန်းကလက်နက်ကင် ပါဝင်လာကြတဲ့လူငယ်တွေလူလက်ပိုင်းတွေဟာ2008အောက်မှာနိုင်ငံရေးပါတီတခုပြက်ပြက်သားသားအနိုင်မရခဲ့ရင်စစ်တပ်ပဲပြန်ကြီးစိုးတော့မယ်ဆိုတာကို အလွန်စိုးရင်ခဲ့ကြသူတွေပါပဲအဲ့ဒါကြောင့်အာနာတိမ့်လိုက်ပြီဆိုတာနဲ့တိမ့်နဲ့ချီတဲ့လူငယ်တွေဟာ လက်နက်ကင်ခုခံမှာဖြစ်တော့မယ်ဆိုတာကိုတပြိုင်နက်တည်းသဘောပေါက်လာခဲ့ကြတာဖြစ်ပါတယ် NLD ရှုံးမှာကို NLD ထဲမှာဣအောင်ဝါပါလာသူအချို့ထက်ပိုပြီးတော့စိုးရင်ခဲ့ကြတာလေအဲ့ဒီသူတွေပါပဲလက်နက်ထကင်လာကြတာလေအဲ့ဒီသူတွေပါပဲလူလူဟာဘယ်တုန်းကမှမမားခဲ့မတွေ့ဝေခဲ့ပါဘူးအခုချိန်က ဘက်ခစ်ကနဲ့မှမတူအောင်အားတာလာတဲ့ချက်တွေရှိပါတယ်အဲ့ဒါကတော့တိုင်းရင်းသားတွေတဲ့ဗမာတွေကြားကအပြန်အလှန်နားလည်မှုတွေတိုးပွားလာတာပဲဖြစ်ပါတယ်အထူးသဖြင့်တော့အမျိုးသားရေးအခုခံနေပါလာတဲ့ဂျေဆက်လူငယ်တွေနှစ်ဖက်လုံးမှာအင်းနဲ့အားနဲ့ရှိလာတဲ့အချက်ပါဒါဟာအနာဂတ်ဖေရနိုင်ငံထူထောင်ရေးအတွက် ကောင်းမွန်တဲ့အစပြုမှုတွေပေါ်ဆောင်နိုင်မှု အခြေခံအချက်တွေပဲဖြစ်ကြောင်းကို တင်ပြပေးလိုက်ရတာပါ PDF insight page ရဲ့စောင်းမကိုကျွန်တော်တခင်တွေဖတ်ကြားတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့စီးရေးနိုင်ငံရေးစတဲ့အထွေထွေသုံးသပ်ချက်တွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့တခင်တွေ channel ကို subscribe လုပ်ထားကြဖို့လည်းမမေ့ပါနဲ့နော်နားဆင်ကြတဲ့ပရိသတ်အပေါင်းလည်းဘေးကင်းကြပါပြီးစီးပွားလှလှပါတွေတိုးတက်ကြပါစေလို့ကျွန်တော်တခင်တွေကဆုတောင်းပေးလိုက်ပါတယ်